အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေ review လိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်ရဲ့ caption ကြည့်ပြီးတော့စိတ်ဝင်စားနေမယ်လို့ထင်ပါတယ်။အခုလက်ရှိမှာကမ္ဘာပေါ်မှာဒါကျွန်တော်လူချစ်လူခင်အများဆုံးနဲ့ social media မှာဒါ Twitter မှာပေါ့နော်အဓိကတွေ့တာပါ။ Twitter တစ်ခွင်မှာဒါကျွန်တော်လက်ရှိမှာဘောလုံးပြည်သက်တွေကြားထဲမှာဒီအပြောင်းအရွှေ့မှာလူချစ်လူခင်အများဆုံးတော့အသင်းသင်းရှိပါတယ်။အဲ့ဒီအသင်းကကျွန်တော်တို့အသင်းပါ။ ခြားသင်တော်မဟုတ်သွားကြည့်စီမှာမလို့အဲ့တော့ဒီဖက်ကတ်30နဲ့ကိုယ့်အသင်းမဟုတ်ဘူးဆိုတော့ကြောင်းရင်ကြောတော့ဒါမှမဟုတ်ကျွန်တော်ခင်ဗျားတို့ရှင်းပြပါတော့အဲ့တော့ဒါမနေ့ကမမဲ့ရတာကျွန်တော်တို့ David Austin ကမမဲ့ရဒေါက်တာ Hospital အသင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ bomber တစ်ခုကိုပြောလာခဲ့တယ် Spa အသင်းနဲ့တော့ day မဆိုင်ပေမဲ့ Manchester United ကိုသွားတည်ပြီးပြောတာပေါ့နော် Manchester United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Brian Mbappe ရဲ့အပြောင်းရွှေ့အတီးတကျတည်တည်ချာချာ like နေတယ်လို့သိရတယ်မှာပါတယ်ဒါအပြင်ကျွန်တော်တို့နောက်ဆုံးရ update သတင်းတွေရဆိုရင်တော့ဒါ Brian Mbappe နဲ့ကျွန်တော်အပြောင်းရွှေ့အစကတည်းက Manchester United ကိုပဲသူဟာရွေးချယ်မှာဖြစ်ကြောင်းကို Tottenham Hotspur Aston Villa ဒါကျွန်တော်တို့ ညူကာဆယ်တို့ကိုပြောထားခဲ့တယ်ဆိုတဲ့အကြောင်းထပ်ပြောလာခဲ့။အဲ့တော့ဒီနေရာမှာနောက်ဆုံးတစ်ကြောင်းကပရိသတ်တွေကိုတော်တော်လေးကိုဒေါသထွက်သွားစေတဲ့အကြောင်းပဲ။အဲ့တော့ဒါအကုန်လုံးကောလာဟာလာချန်နယ်စပါတင်ဘက်ကနေပြီးတော့ကျွန်တော် Brian M1 ကိုပေါင်သက်80နဲ့ကန့်လန့်ခဲ့တယ်ဆိုတဲ့သတင်းတွေဒါကောလာဟာလာစနယ်ထွက်ခဲ့ပေမဲ့စပါဘက်ကတော့လက်ရှိမှာ Brian M1 ကိုအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဘာမှလုပ်ခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုသူကရေးသားရခဲ့တယ်။သူကသူရဲ့ DAFC deny any co-relationship with the Brian M1 ကို transfer ။ဘာလို့ပြောချင်တာ Brian M1 ကိုအပြောင်းရွှေ့မှာစပါတင်နဲ့စိတ်ဝင်စားခဲ့တာမှိုင်မှတရားဝင်ကန့်လန့်မှုတွေတရား ဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ခြင်းမရှိခဲ့ဘာကြောင့်လဲသူ့ရဲ့ agent ကဒါအကုန်လုံးကိုပြောထားပြီးတော့ manager ဆိုအဲ့တော့ spa ဘက်ကဒါခုနကလက်ရှိမှာ call hala တွေတက်နေခဲ့လို့ပဲဒါကျွန်တော်တို့နောက်ဆုံး update တွေရဆိုရင်တော့ဒါ brand and one ဘယ်တော့ကမှဒါကျွန်တော်ခေါ်ယူဖို့ကြိုးစားခဲ့တာမဟုတ်ဘူးဆိုတဲ့သတင်းတက်လာခဲ့တယ်အဲ့ဒီချိန်မှာအကုန်လုံးကလူတွေကဟင် Brian Moon ကို Spa စိတ်ဝင်စားတာမယ်မတရားဝင်အောင်မှကန့်လန့်ခဲ့ခြင်းမရှိဘူးလားဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ Louis Thing လို Spa အသင်းအနေနဲ့ဒါကျွန်တော်တို့ Brian Moon ကိုကန့်လန့်မှုမရှိခဲ့ဘူးဆိုကန့်လန့်မှုများကန့်လန့်မှုလေးတောင်မရှိခဲ့ဘူးလားဆိုတဲ့သတင်းတွေကိုအဲ့ဒီအချိန်တက်ပြီးမကြခင်ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ဟိုတနအီအတွင်းမှာပဲ Banjin Cock က Spa အသင်းရဲ့ပြည်သက်တည်းရဲ့နှလုံးသားကိုဒါရင်ဝကိုဒါနဲ့ထိုးစီလေးဒါကျွန်တော် စကလုံးတစ်ခုထပ်ပြီးထွက်လာခဲ့တယ်။အဲ့ဒါကဗားလေ။စပါအသင်းနေအခုလက်ရှိမှာဒါကျွန်တော်တို့သူတို့စိတ်ဝင်စားနေတယ်ဆိုတော့ easy ဆိုတဲ့အပြောင်းအရွှေ့ကလည်းနောက်ဆုတ်သွားခဲ့ပြီဆိုတဲ့သတင်းမှဆက်လက်ပြီးထွက်ခွာသွားခဲ့တယ်။အဲ့တော့ဆိုဆက်လက်ပြီးသူသူနေတက်ဆက်လာခဲ့တယ်။အဲ့တော့သူအနေနဲ့သူရေးထားခဲ့တာ easy of Tottenham Hotspur has back off from easy transfer recently ဆိုပြီးသူကရေးထားခဲ့အဲ့တော့ဒါကျွန်တော်တို့တရက်တည်းမှာနေတာကျွန်တော်တို့ Brian Amwan ကို easy ကိုစပါမဆက်ခဲ့ Brian Amwan ကိုကိုရီးယားမရဘူးသိပေမဲ့ဒါ easy ကိုတော့အကုန်လုံးကတော့မျောလင်းကြတယ်အဲ့တော့လက်ရှိမှာလူတော်တော်များ ဒါဆိုငါတို့သင်ပါရီလုံနေတာအခုလက်ရှိမှာတော့ကျွန်တော်စပါအသင်းနဲ့ဒါ here we go ဆိုလို့ကိုတူတက်ခိုင်းဆိုတဲ့ chart လေးကိုခေါ်ထားနိုင်ခဲ့တယ်။ Matthias Seku အပိတက်ခေါ်ယူနိုင်ခဲ့တယ်။ဒီ Matthias Seku ခေါ်ယူတဲ့သိပ်ပြီးအထင်မကြီးနဲ့ကျွန်တော်အနေနဲ့ဒါ total package က Euro 30ပဲကုန်ခဲ့တာပြ။အခုလက်ရှိမှာကျွန်တော်တို့စပါအသင်းကဒါဒီနှစ်ရဲ့နွေရာသီမှာ Euro 35တန်းသာတုံးထားတာပြ။တော်ပြီ30ရေးပါ Euro 35တန်းပေါင်တန်း30သာတုံးထားတာဖြစ်ပါတယ်။လက်ရှိမှာစပါအသင်းနဲ့ကျွန်တော်တို့ဒါ လက်ရှိဒီလွိုက်ပူပူလောလောပေါ့နော်ဒီလွိုက်ရတာမနီလီရဲ့ဆိုရစပါတင်ကကမ္ဘာပေါ်မှာကိုးသင်းမြောက်အချမ်းသာဆုံးသောအသင်းတစ်သင်းဖြစ်ပါတယ်ဒါကျွန်တော်ဘာဆူနာပါတယ်ရီယယ်မက်ဒရစ်ပါတယ်လက်ရှိမှာမန်ချက်စတာယူနိုက်တက်ဘာညာအပါပြီးကိုကျွန်တော်တို့ကကမ္ဘာပေါ်မှာကိုးသင်းမြောက်လက်ရှိမှာဒါကျွန်တော်တို့အချမ်းသာပဲဒါအပြင်ကျွန်တော်လက်ရှိမှာပရီးမီးယားလိမှာကျွန်တော်တို့ကဒီနှစ်မှာကျွန်တော်တို့ဝင်ငွေအများဆုံးနံပါတ်၄နေရာမှာဆက်လက်ပြီးရည်တည်နေရတာကိုတွေ့ရမယ်အဲ့လက်ရှိမှာဒါတော်တော်လေးကိုဝီရဖြစ်တဲ့တည်းမှာပါတယ်အဲ့တော့ဒီလောက်ပတ်စံတွေအများကြီးရှိနေပတ်စံတွေဘယ်ရောက်သွားလဲဆိုတော့မိကုန်းခင်ဗျားတို့မေးလိုက်မယ်ကျွန်တော်လည်းမသိဘူးလို့ဖြစ်ပါဘောကျွန်တော်ကိုယ်တိုင်လည်းအဲ့လောက်ဒီမသိဘူးအဲ့တော့ လက်ရှိမှာကိုဘောလုံးအသင်းကြောင်ကိုတည်တယ်ဆိုတဲ့အဓိပ္ပာယ်မှာကျွန်တော်ဒီအိုက်ထပ်ပို့ပြီးတည်ခြင်းခဲ့တယ်ဒါကုနာကျွန်တော်ဆိုတဲ့ဒီစပါနဲ့ပတ်သက်ပြီးကျွန်တော်ဒီ DDG financial record တွေကြီးတနည်းမှာဘလောက်ရှုံးတယ်ဘလောက်မြတ်တယ်စပါအသင်းရဲ့လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးဘက်ဘောဒါကျွန်တော်တို့ Daniel Levy တို့ဒါ in anic တို့ရောက်လာပြီးကစပါအသင်းကိုအားလုံးမောင်းတာကျွန်တော်တို့တို့နဲ့နှစ်နှစ်ဆယ်မှာကျွန်တော် ပေါင်တန်း 150ပတ်ချာလဲဝင်းညင်ကြအရင်ဒီမြုပ်နှံမှုလုတ်ခဲ့တယ်။တနစ်ကိုပြန်ပြတဲ့အတွက်မဲ့စပါတင်းနေနဲ့ကျွန်တော်ဒါပေါင်နှစ်တန်းနဲ့တတန်းခွဲပတ်ချာလဲဝင်းညင်စပါတင်းပန်ရှင်ကစပါတင်းကိုရင်းနှီးမြုပ်နှံခဲ့တယ်။လက်ရှိဘူဘူလိုပြောမှာ Aston Villa တင်းရဲ့ပန်ရှင်နောက်ဆုံးပြိုင်ပွဲဆိုနောက်ဆုံးပြိုင်ပွဲဆိုနောက်ဆုံး9နှစ်မှာစပါတင်းထက်နှစ်ဆမြင့်မားတဲ့ဒါကျွန်တော်တို့ ရင်းနှီးမှုမျိုးနဲ့ငယ်လုပ်ခဲ့တယ်အဲ့တော့ဒါကျွန်တော်တို့တစ်ခါကြရင်စဉ်းစားချင်းပြိုင်ရှင်တွေကောင်းလားမကောင်းလားဆိုအဲ့ဒီနံပါတ်တွေအဲ့တော့ကျွန်တော်အနေနဲ့ share တယ် spa predict တွေအနေနဲ့ invest လုပ်စီကျွန်တော်တို့ရဲ့ပတ်စံနဲ့ invest လုပ်ချင်တာမဟုတ်ဘူးကျွန်တော်တို့လက်ရှိမှာအသင်းကရနေတဲ့ဝင်ငွေတွေရှိတယ်အဲ့ဒီအသင်းကရနေတဲ့ဝင်ငွေတွေနဲ့ကျွန်တော်တို့ကိုပြန်ပြီး invest လုပ်ချင်တာဒါကဘာကိုဆိုလဲလက်ရှိမှာဒါကျွန်တော်တော်တော် hospital predict တွေလက်ရှိမှာကျွန်တော်တို့ဒါမြန်မာပြည်က predict တွေသိချင်မှသိလိမ့်မယ်ကျွန်တော်လက်ရှိမှာဒါတာမန်တာ spa ရဲ့ဒါ membership ဝင်ထားတဲ့လူတွေဆိုရင် spa အသင်းနဲ့ဘာပွဲတွေဘယ်လိုလုပ်လဲကျွန်တော်သိရတယ်မှာလက်ရှိပူပူလောလောမှာဒါ chris brown ရဲ့ဒါပွဲ ကိုတည်းပြိသက်6000ခွင်းနဲ့လုတ်ခဲ့ပြီးစပါတင်အဲ့ဒီပွဲစဉ်ကနေပြီးတော့ပေါင်73တန်းတိတိရရှိခဲ့တယ်လို့သိရတယ်မှာပါတယ်။အဲ့ဒါတော့မယ်ဆိုရင်တော့ကျွန်တော်တို့ Euro တန်း30ပေါ့အခုလက်ရှိကျွန်တော်တို့ Transfer Market မှာ၃နဲ့ Budget ရဲ့၃ဘုံ၂ဘုံလောက်ကအဲ့ဒီကျွန်တော်ပွဲတဲ့ပွဲအဲ့ဒီရှိမှ Beyond Save ပွဲစဉ်နေရှိအဲ့ဒီချိန်မှာကျွန်တော်တို့ဒါအဲတခြားသောပွဲစဉ်နေရှိကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ Total Hotspot အသင်းကိုပွဲလုပ်ဖို့ငါးအနည်းဆုံးပေါင်5တန်းပေးရတယ်။တချို့ကြတဲ့တချို့ level ကဘယ်လောက်ကြီးလဲတခါကျရင်သူ့နဲ့အဲ့ဒီဥစ္စာတောင်ယူတာတဲ့ဆိုင် तू ကဘာယူလိမ့်ရှိလဲဆိုတော့ ကျွန်တော်သိတဲ့လောက်ပေါ့နော်ဒါကျွန်တော်တို့သူ့အနေနဲ့တစ်ကက်ဆေးယူလေးရှိတယ်အခုလက်ရှိဒါကျွန်တော်တို့ South Hampton ကကန်ဒရစ်နဲ့ဒါစင်စာနဲ့ပွဲစဉ်လဲစပါမှာရှိသေးတယ်ပြီးတော့ကျွန်တော်တို့ဒါဟိုဘောလီဝူကျွန်တော်ရဲကြိုက်တဲ့ကျွန်တော်အဆိုတော်ဖြစ်တဲ့ဒါအာဂျစ်စင်းဆိုတဲ့ဒါကျွန်တော်တို့ Indian အဆိုတော်ပေါ့နော်ဒါကျွန်တော်တို့ Hindu အဆိုတော်အဲ့ဒီပေါ့တမဲဘလိုဘလိုအဲ့ကျွန်တော် Indian အဆိုတော်ကိုယ်တိုင်လဲဒါစပါမှာသွားပြီးချင်းပါအောင်အဲ့တော့ဒီကြားထဲမှာစပါသင်းရင်ကွင်းကဘောလုံးမှမကန်သူဟာတော့လုပ်တယ်ပြီးပြီးတော့ကျွန်တော်တို့ NFL ရဲ့ဥစားလေးရှိတယ်ပြီးရင်ကျကွင်းကြီးတဲ့လူတွေရှိတယ်အဲ့တော့ပြောချင်တာကစပါသင်းမှာပတ်စံတွေအများကြီးရှိတယ် ဒါပေမဲ့ခုနပြောသူပဲအဲ့ပတ်စံတွေဘယ်ရောက်သွားလဲပိုင်ရှင်ရဲ့အိတ်ထဲကိုရောက်သွားတယ်ပိုင်ရှင်ဒီအနေနဲ့အခုလက်ရှိချိန်ဒီသူတို့ရဲ့ dividend ကိုယူတဲ့နှစ်တစ်နှစ်မှမရက်သေးပဲနဲ့အကြီးအဆုံးဆောင်ရမ်းတာဂုတ်သွေးစုပ်ပိုင်ဆိုတဲ့ဂလီဇာမီသားစုကနောက်ဆုံးနှစ်နှစ်အတွင်းမှာဒါ United အသင်းစီကနေပြီးတော့ dividend မယူတော့ဘဲနဲ့သူတို့အနေနဲ့အသင်းထဲကိုပြန်ပေးနေပြီလို့သိရတယ်မှာပါတယ်အဲ့ဒါဂလီဇာမီသားစုပေါ့နော်အဲ့တော့စပါတဲ့လက်ရှိအခုလက်ရှိမှာခုနပြောသူပဲရှင်မတော်တန်ဟော့စပယ်အသင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးကျွန်တော် Twitter စာမျက်နှာကိုသွားလိုက်မယ်ဆို I hate Tottenham Hotspur အသင်းဆိုတဲ့ဒါကြောင့် I hate Tottenham Hotspur ဆိုတဲ့ topic က tag line ကအရန်ကြီး hot ဖြစ်နေတာတွေ့ရလိမ့်မယ်။ဘာကြောင့်လဲ။တကယ်လည်းလူတွေတော်တော်များစိတ်ပြတ်နေကြပြီ။ဘာလို့လဲဆိုတော့ကျွန်တော်တို့တင်တဲ့ခုလက်ရှိမှာ Champion League ဝင်ထားတဲ့အသင်းဖြစ်တယ်။ Europa League ဝင်နေဖြစ်တယ်။ ဒါတွေကတကယ်တမ်း ပြန်ကြည့်မယ်ဆိုဘာမှအရေးမပါတဲ့နေဒါတစ်ခုဖြစ်သွားခဲ့ပြီအစပါတင်နဲ့နောက်ဆုံးပြခုနကပေါ်စပါတင်ကခုလက်ရှိမှာကက်ရှယ်အရန်လူဖြစ်နေလို့86တမ်းပဲကျန်နေဆိုကျွန်တော်တို့နေပေါင်တန်း90သုံးပိုင်ခွင့်ရှိတယ် United ဒီအခုလက်ရှိမှာဒီနှစ်နွေရာဒီမှာ United ကပေါင်တန်း60ပဲသုံးပိုင်ခွင့်ရှိတယ်ဒါပေမဲ့သူတို့အနေနဲ့အရေးကြပါညာလို့ Matthews ခွန်နာရဲ့ပြောရှိမှာ United ကတင်ကပေါင်22တမ်းပဲဂုံခဲ့တယ်ပထမအရေးကြအဲ့တော့လက်ရှိမှာအခု M1 ဘူအပြောရှိမှာတန်း20တက်ကုန် United က42တမ်းပဲအခုလက်ရှိမှာဂုံခဲ့တယ်အဲ့တော့သူတို့ကအဓိကနောက်နဲ့ဘာအကြောင်းပြစပါတင်နေတာကျွန်တော်တို့ အခုအရေးကြတွေပေးရမယ်ဒါကျွန်တော်လက်ရှိအကျွေးဒါကျွန်တော်ကစားသမားအကျွေး245သန်းရှိသေးတယ်အခုလက်ရှိမှာကစားသမားအကျွေးမရှိတဲ့အသင်းဆိုတာ Manchester City တင်းလောက်ပဲရှိမှာဒါတော့တို့က City ကဒါအကျွေးပုံစံမျိုးမလုပ်တဲ့ကြောင့်ရှိရ Liverpool တင်းလည်းအခုလက်ရှိမှာ Florian Risk ကို down payment 30ပဲပေးခဲ့တာပဲ ကျွန်တော်ပြောတာ Frank Pound တော့သူတို့ငါးနှစ်ရေးချယူထားခဲ့တယ်။ဒါဝင်နူးနဲ့ဆောင်အခုချိန်ကြီး Liverpool ကရင်းချေသေးတာမဟုတ်ဘူး။ဒါပေမဲ့ Liverpool ခုလက်ရှိမှာ Florian Risk ဝယ်တာပဲ။ United ဆိုမနစ်ကမှဒါကျွန်တော် Matthew Delit တို့ဒါကျွန်တော် Zigzi တို့ဝယ်ခါခဲ့တယ်။ဒါပေါင်ကိုတန်း200လောက်နေနေအရေးချတုံးခဲ့တာပဲ။ဒါပေမဲ့လက်ရှိမှာ Matthew Corner and Bamboo ကိုဝယ်ဖို့အတွက်ကြိုးစားနေတယ်။ Chelsea တင်တနည်းနဲ့တနည်းအခုချိန်ကြီး Kai Sirui အကျွေးလည်းသူတို့မကြည်သေးဘူး။ဒါဒီကိုပြောချင်တာအဲ့တော့ကျွန်တော်တို့ခုနလူတော်များဟာတက်မှာ number ကြီးနေကိုင်ပေါ့အကုန်လန့်သွား။ဒါပေမဲ့အဲ့ number တွေအသင်းတိုင်းမှာရှိတယ်။အသင်းတိုင်းမှာအကျွေးဆိုတာရှိတယ်။ခုနကကျွန်တော်တိတော့ City အသင်းကလွယ်ရင်ကျွေးဆိုတာအကုန်လုံးနေနေရှိတယ်။အကျွေးကခုနက တချို့ကြလည်းဒီအကျွေးကိုဒါကျွန်တော်တို့အကျွေးကိုတက်တက်ယူထားဖြစ်ပြီးဒါတချို့ကြအတိုးပဲ AC ပေးနေဘူးတွေတောင်ရှိသေးတယ်အဲ့တော့ပြောချင်တဲ့အသင်းကအတိတ်ပဲကစပါတင်နဲ့ပတ်စံတုံးလို့မရအောင်ဆိုတဲ့ methodology ကအယမ်းမှားတဲ့ methodology ဖြစ်တယ်။ခမရစိတ်ဝင်စားဆိုတော့ Twitter မှာ Levine Economics ဆိုရရှိတယ်။ Levine နဲ့ပတ်သက်ပြီးသူကစီးပွားရေးဆန်ဆန်အတွေးတွေလို့ရေးထားတဲ့ဥစားရှိတယ်။အဲ့ဒီမှာသွားတွေးကြည့်ခမရပတ်ဖတ်ကြည့် Yen Education ရ Levine Levine Economics လားမသိဘူးလား။အဲ့ Levine Economics ဆိုတဲ့ Twitter Summit နဲ့ရှင်း top page အရမ်းမိုက်တယ်အဲ့တော့ပြောချင်တာကကျွန်တော်နံပါတ်၄ရ spa တင်တယ်ဒီနှစ်မှာ AC 3ရ easy ကိုခေါ်မလားအခုလက်ရှိမှာ easy ကိုခေါ်မှာကျွန်တော်အရေးကြတန်းလက်ဆယ်ပြပြမှာကျွန်တော်အခုလက်ရှိမှာ86တန်းရှိတယ်နောက်ဆုံးအဲ86တန်းမသုံးကြောက်လို့90ပဲသုံးမယ်90ဆိုမှကျွန်တော်20သုံးမယ်30ကျန်မယ်ကွင်းလေမှာခုနကပြောကျွန်တော်ဒါကွင်းလေကစားသမားတယောက်မှာတန်း30ကိုခုနကပြော10တန်းကိုဒါ3နေကြ10တန်းတယောက်ရိုက်ရမယ်ဟုတ်တယ်ဟုတ်ကျွန်တော်တွေတောင်ပန်ကစားသမားနောက်ထပ်တယောက်ဝယ်အောင်မယ်ဥမာလက်ရှိမှာလားချက်ချင်းပြောပြမှာမဟုတ်လားဆိုစာဗီဆင်မွန်စကောအခုလက်ရှိမှာ easy ကိုနှစ်ယောက်လုံးအရေးကြတဲ့ဝင်ရင် easy ကိုလက်ရှိလက်ရှိမှာ easy ကိုကျွန်တော်ဒါ RB live set ကနေပြီးတော့ Euro 360နဲ့လေးနေရေးကြပြီးတော့ပထမဆုံး down payment spot ကိုဒါ15သက်မဲ့ပေးဆိုပြီးတော့ပြောထားတယ် easy ကို20အဲ့နှစ်ကောင်လုံးပေါ်မှာ spot တင်တဲ့အခုလက်ရှိမှာ cash reversal 35သက်မဲ့သုံးရမှာဘလောက်တိဟီရတဲ့ number အဲ့လဘာ economy မှာတစ်ဖက်အရမ်းမိုက်တယ်ပြောချင်တာကဗျာဒါ spot တင်ပတ်စံသုံးလို့မရအောင်ဆိုတဲ့ဥစ္စာက bullshit ဖြစ်တယ် တို့မတုံးကြဘူးဘာလို့မတုံးကြလဲလက်ရှိမှာတုံးလိုက်ပြီဆိုတို့တနေ့တနေ့တို့ရဲ့အမျက်ငွေနေသွားရင် dividend ငဲသွားမယ်ရှယ်ယာငွေနေပါရှယ်ယာငွေကတို့အိတ်တဲ့ထဲကပတ်စံနေသွားမယ်အခုချိန်မှာ spa ရုံရုံတော့ကျွန်တော်ပြောအပေါ်ပြန် twitter မှာတော့ကြည့်လိုက်ကျွန်တော်မနေ့ဒီနေ့မနက်ကျွန်တော်ဒါ twitter ဆာမင်တာဘာလို့ easy ပို့ spa then back off လုပ်လိုက်ပြီကျွန်တော်ဒါကာလာဒီနေ့ဆောင်းရဒီကလေးကပို့ဒီနေ့ညွေရဒီကလေး bail off လုပ်ထားတဲ့ဒါကျွန်တော် target ကြီးကိုကျွန်တော်တို့ကနောက်ဆုံးပြလိုက်တယ်ပတ်စံကြောင့်လည်းမဟုတ်ဘာကြောင့်မှန်းလည်းကျွန်တော်မသိဘူးအခုလက်ရှိမှာ arsenal easy ခေါ်အခုချက်ချင်းခေါ်ခုရတယ် တော့နောက်ဆုံးအဖြေကတခုပဲစပားအသင်းကဘာလို့လူခေါ်လို့မရဆိုတော့အဓိကပြဿနာလောက်ခလာစာမပေးချင်တာပဲစပားအသင်းအခုလက်ရှိလောက်ခလာစာအများဆုံးရရနေကစားသမားဆော့ဟောင်းမင်းဖြစ်ပြီးတော့ဒဘယ်လောက်ခလာစာတသိန်း900နဲ့9000ရတာဖြစ်ပါတယ် အဲ့တော့စပါတင်နဲ့ခုလေးကြည့်မှာကစားသမားတယောက်ဆောင်းအမလေးကမှာဆောင်းရန်ကောင်းတဲ့ကစားသမားတယောက်ကိုခမညာခေါ်ပြီးဆိုရင်အလဲဆုံးလက်စီလက်စား2သိန်း2သိန်း2000ပေးရမယ်။အခုလက်ရှိမှာ M1 ဘူဘာညာဒါကျွန်တော်တို့ Matthews Corner တို့ကို United ဘက်ကခေါ်လိုက်တယ်။တသိန်းခွဲ base ပေးရမယ်ဒါကျွန်တော်တို့လက်ရှိမှာ bonus ပေါ့2သိန်း2သိန်း2000တက်တယ်။စပါတင်နဲ့အဲ့ဒါလုံးဝမတူဘူး။အဲ့တော့စပါတင်နဲ့ခုလက်ရှိမှာတပတ်လောက်ကလာစားတသိန်း9000 5000ပေးနေသေးရဲ့ဘက်ကစားသမားမှမလောက်။အခုလက်ရှိမှာ Aston Villa ရဲ့ဈေးအများဆုံးကစားသမား2သိန်း6000ခွဲရှိတယ်။နော် အကြီးအဆုံးပြောပြရမယ်ညူကာဆယ်လက်ရှိလောက်ခလာစားအများဆုံးက2300 3000လောက်နေနေရှိတယ်။ Isak ကိုတို့နေတပတ်4000လောက်ပြီးဖို့တော့ဝင်မလေးဘူး။အဲ့တော့ဘာဒီမားလည်းခမားလည်းကျွန်တော်နဲ့စဉ်းစားကြမလို့အဖြေကဒါပဲ။အဲ့တော့ တနေ့နေ့စပါတင်ကြောင်းပြောရင်တော့ဆိုလီဗိုင်းကြောင်းလီဗိုင်းစီပဲပေရောက်တဲ့အတွက်ကြောင့်ကျွန်တော်ကဒါအမှန်တည်းပြောမယ်နောက်ပိုင်းညရင်အသစ်မရှင်တော့ရှောင်းတော့မယ်ဟဲ့လူတွေအာကုတို့များတယ်ဒါအမှုဝင်လင်းပြောတာတော့ပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်လို့ဆင်ပေါင်းကိုကြည့်လို့ရပါတယ်ဒါလိုက်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းကြောင့်ကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကို Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှမြန်မြန်နာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့ညောင်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့ဒီပေါ်ဗျာအားလုံးပဲကြိုတူပါတယ်ကြော်တော်ကောင်းပြပါအောင်